ရော်ရယ်လိုဘာကြောင့်အောင်ပွဲခံကြလဲဆိုတာကိုဖွင့်ရအောင်ပြောဆိုခဲ့တဲ့ဝါလန်ယမနီကပေါ်တူဂီအသင်းနဲ့ Nation League ပွဲစဉ်မှာဒိဗန်အသင်းအတွက်နောက်ကျအနိုင်ကိုသွင်းယူပြီးတော့ခရစ်စတီယာနိုရဲ့ရှေ့မှာဝါလန်တယောက်ရှူးဆိုတဲ့ဂိုးသွဲအောင်ပွဲခံမှုနဲ့အောင်ပွဲခံခဲ့ပါတယ်ဝါလန်ယမနီကပေါ်တူဂီအသင်းနဲ့ Nation League Quarter Final ပထမကြောပွဲစဉ်မှာအရန်ကုန်ကနေထလာပြီးတော့ဒိဗန်အသင်းအတွက်နောက်ကျအနိုင်ကိုသွင်းယူပြီးကြတာလည်းပဲဖြစ်ပါတယ် ရတဲ့တန်းစင်မှုအောင်လူဆောင်ဝင်လာပြီးတော့ပွဲပြီးဖို့30မိနစ်အလိုမှာအိုဆင်းရဲ့ဘေးဘူးဘောင်းနေတဲ့ဆင်တလုံးလေးတော့အနိုင်ကိုတွင်းယူပေးကြတာလည်းပဲဖြစ်ပါလိမ့်။ဝါလန်ကဂုံးမသိမီ5မိနစ်အလိုမှာမှလူဆောင်ဝင်ရောက်ခဲ့တာဖြစ်ပြီးနိုင်ကိုတွင်းယူပြီးရင်တော့ဒေါငန်မော့အလန်နိုင်ကိုပြေးသွားပြီးခရစ်စတီယာနိုရဲ့တွေ့ရှူးဆိုတဲ့အောင်ပွဲခံပုံနဲ့အောင်ပွဲခံကြတာဖြစ်ပါလိမ့်။ရော်နယ်ဒိုကွင်းလန်ဆန်တာကနေဝါလန်ရဲ့အောင်ပွဲခံမှုကိုငြေကြည့်နေခဲ့ပါလိမ့်။တကယ်တော့ဟွာလန်ကခရစ်စတီယာနိုရဲ့တို့ကိုလောင်မြောင်တိုက်ခဲ့တဲ့အနေနဲ့ချူးဆိုတဲ့အောင်ပွဲခံခဲ့တာတော့မဟုတ်ပါဘူး။ သူအဘော်ဒီဘက်ကိုနိုင်ကိုသွင်းယူခဲ့ပေမဲ့ခရစ်စတီယာနိုတို့ကိုဂုံပြူတဲ့အနေနဲ့ဒီလိုအောင်ပွဲခံမှုမျှတာဖြစ်တယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်ဒေးမရာဆင်မွာရခင်တော့ကလည်းခရစ်စတီယာနိုတို့ရဲ့ဇာဘုံကိုကြည့်ပြီးတော့ကြေးပင်လာခဲ့ရသူဖြစ်ကြောင်းလည်းဖွင့်ရခဲ့ဘူးသူလည်းပဲဖြစ်ပါတယ်။ဟိုလိုင်းကတော့ချက်ကားပြီးတော့ကျွန်တော်မပြောလိုပါဘူး။ဒါပေမဲ့ခရစ်စတီယာနိုတို့ကကျွန်တော်အတွက်အရာရပါခရစ်စတီယာနိုရော်နယ်ဒိုကြောင့်ကျွန်တော်တို့ဘောလုံးကိုချစ်တတ်လာခဲ့တာပါ။ရော်နယ်ဒိုကြောင့်မှရွာတဲ့ပရိသတ်တွေရောဖြစ်လာခဲ့တယ်။ ခရစ်စတီယာနိုရိုဒိုကြောင့်ပဲကိုကိုကို လေ့ကျင့်နေတာပေါ့သူကြောင့်ပဲအေရမွေငယ်နေတိုင်းတိုက်ထိုးထိုင်တာလုံးပြေခဲ့ပါလေ။ဘာကြောင့်လဲဆိုတော့ခရစ်စတီယာနိုရိုနယ်ဒိုလိုဖြစ်ကျင်ခဲ့လို့ပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။2023နှစ်နွေရာသီမှာရော်ဒယ်အသင်းကိုပေါင်82တန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ဟွာလန်ဟာဖခင်ဖြစ်သူရဲ့ဥဆောင်လမ်းပြမှုကြောင့်ခရစ်စတီယာနိုရိုဒိုရဲ့အမားကန်ပိတ်သက်တရားဖြစ်လာခဲ့သူလည်းပဲဖြစ်ပါတယ်။ဒီဘက်မှာကိုကြီးရော်နယ်ဒိုရဲ့အကြံပေးပြောဆိုမှုတွေကလည်းအသုံးဝင်သွားခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ တိုင်မြအသင်းတော်မီလန်နီရရှိသွားတဲ့အချိန်မှာအသင်းတော်ကုသမာဒီဂိုကော့စတာကိုကြံ့ကြံ့ခေါင်းတွေပေးရခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ဒီဂိုကတော့အယ်ရီဇင်ကကန်သွင်းမှာဖြစ်ပြီးအယ်ရီဇင်ကန်နေနိုင်တဲ့အနေအထားတွေကိုကော့စတာကိုဂိုကြီးတယောက်ပြောပြခဲ့ပြီးအကြံဉာဏ်တွေပေးခဲ့တာဖြစ်ပါတယ်။အရေဇင်ကလည်းကိုသမားရဲ့ညာဘက်ခြမ်းကိုကန်သွင်းခဲ့ပြီးကော့စတာကလည်းမှန်မှန်ကန်ကန်နဲ့ဒိုင်မင်ထိုးကာကွယ်သွားခဲ့တာဖြစ်ပါလိမ့်။ဆရောဂုံကြီးရဲ့ချမ်းချမ်းပေးမှုတွေအတိုင်းသူလောက်ခံရရှိပြီးတော့ဂုံကြီးရဲ့ချမ်းချမ်းတွေကအသုံးဝင်သွားခဲ့တယ်လို့ဆိုအားမှားလည်းပဲဖြစ်ပါလိမ့်။ ဒါပဲလည်းပဲဟွာလန်ရဲ့ twin ကိုကြောင့်ဘော်ရီရဲ့အသင်းတို့ရေးနေခဲ့ရပြီးအိမ်ကွင်းဒုတိယကျောပွဲစဉ်ကိုရုန်းကန်ရတော့မှလည်းပဲဖြစ်ပါလိမ့်တကယ်လို့ဗရင်တာပေးခဲ့ရမယ်ဆိုရင်တော့နှစ်ကိုဂိုးမရှိနဲ့ရှုံးပွဲရှိပြီးဘော်ရီရဲ့အသင်းတို့ပို့ပြီးခက်ခဲသွားစီလောက်မှလည်းပဲဖြစ်ပါလိမ့်ဘော်စင်ပြီးမှတော့ကော့စတာကဗီဒန်နီကန်တဲ့သူတွေကိုကျွန်တော်လေးလာခဲ့ပါလိမ့်တချမ်းဆောင်မဆုံးဖြတ်ပါဘူးကိုသမားရဲ့နန်းခံကောင်းမှုနဲ့လည်းဆိုင်ပါလိမ့်သူ့ရဲ့မျက်လုံးကြည့်လိုက်ကလေးကညာဘက်ချမ်းကိုကံမယ်ဆိုတော့ကိုလည်းကျွန်တော်ခန်းစားရပါလိမ့်ဒီလိုဖြစ်လာမယ်လို့လည်းကျွန်တော်ယုံကြည်ခဲ့ပါလိမ့် ဒါပေမဲ့လေဝစီအသင်းအတွက်နေဆိုးတက်နေပါပဲကျွန်တို့ကောင်းကောင်းကစားနိုင်ခဲ့ပေမဲ့ဆိုးရွားသွားခဲ့ပါလိမ့်ဝက်စတီယာနိုတို့ကလည်းကျွန်တော်ကိုချမ်းချမ်းကောင်းနေပေးအပ်ခဲ့ပါလိမ့်ကျွန်တို့ကောင်းကောင်းစားနိုင်ခဲ့ပေမဲ့ဆိုးရွားသွားခဲ့ပါလိမ့်လေ့ကျင့်ခန်းပြန်ဆင်းပြီးနောက်ဘက်အတွက်အကောင်းဆုံးပဲပြင်ဆင်ပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ဘော်ဒီတင်းရလာမဲ့ဘတ်တင်းလာနေမှာ Nation League Quarter Final ဒုတိယကြော့ပွဲစဉ်ဖြစ်ဒိမ့်မဲ့တင်းကိုပြန်လဲအခန်း ESL ဈာရမှာလည်းပဲဖြစ်ပါလိမ့် ဂျပန်သင်းတို့နောက်တော့16ကွာဘလောက်ကိုရမအောင်ဆုံးဝင်ဝင်ရောက်ပြီးတောင်ကိုရီးယားဩစတြေးလျနဲ့အီရန်တို့ခြေစစ်ပွဲအောင်မိုနီကက်လျက်ရှိနေ။ယမနီကဂျပန်သင်းကနောက်26ကွာဘလောက်ပရမအောင်ဆုံးခြေစစ်ပွဲအောင်တဲ့အသင်းဖြစ်လာပြီးတောင်ကိုရီးယားအသင်းကသေးကြခဲ့ပေမဲ့ဂိုးပြတ်နိုင်ခဲ့တဲ့ဩစတြေးလျနဲ့ပွဲကိုလွှမ်းမိုးနိုင်ခဲ့တဲ့အီရန်တို့နဲ့အတူခြေစစ်ပွဲအောင်မိုတို့ရဲ့နီးကပ်လာခဲ့ပြီးဖြစ်ပါလိမ့်။ ကာမရာကိုဘရိုရဲ့ဒုတိယပိုင်းဂိုးတွေသွေးပြီးဂျပန်သင်းကဘောင်ရင်းကိုနှုတ်ကုတ်ကုန်းရှိတဲ့အင်ကွင်းမှာနာယာကီလိုလာမနီကဘာဘလာဝင်ခွင့်အတွက်အင်ရှင်အမေရိကန်၊ကနေဒါ၊မက္ဆီရိုတို့နဲ့အတူနေရာတနေရာရရှိသွားခဲ့ပြီးဖြစ်ပါလိမ့်။အောင်ရှားဥစုစီကိုဥဆောင်နေတဲ့ဂျပန်သင်းအတွက်လူစားဝင်ကာမရာက66မိနစ်မှာအပွင့်ကိုကိုဘိုက89မိနစ်မှာနောက်တဲ့ကိုထပ်မံသွင်းယူခဲ့တာဖြစ်ပါလိမ့်။ဒါဂျပန်သင်းနဲ့ကဘာဘလာ၈ချိန်ဇက်တိုက်ဝင်ရောက်ချင်းပြိုင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါလိမ့်။ ကျွန်တော်တို့ပြည်သက်တွေရှိအိမ်ခွဲမှာခြေစိပ်ပွဲအောင်နိုင်ခဲ့လို့ကျွန်တော်တို့အရန်ကိုစိတ်သက်သာရရှိခဲ့ပါတယ်လို့ကုဘကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ဒီပါလေကျွန်တော်တို့ရဲ့ဘန်းတိုင်းမဟုတ်ပါဘူး။ကွာလာမှာအားကောင်းတဲ့အသေးတွေနဲ့ချင်ပြိုင်ချင်ပါလေလို့လည်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ဩစတြေးလျကဂျပန်နဲ့အတူခြေစိပ်ပွဲအောင်ဖို့လမ်းကြောင်းပေါ်မှာဆက်ရှိနေတာလည်းပဲဖြစ်ပါတယ်။ဂျပန်နဲ့အင်ဒိုနီးရှားကိုဩစတြေးလျက၅ခုတခုနဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။အင်ဒိုနီးရှားကတော့ဆော့ဘိုင်မန်နန်ဒီကိုလွဲချော်ခဲ့တာလည်းပဲဖြစ်ပါတယ်။ဩစတြေးလျသင်းကောင်းဆောင်မတ်ရိုင်ယန်က ရိုးသားပြောမယ်ဆိုတော့ရလကကျွန်တော်တို့ကိုနည်းနည်းပိုကောင်းအောင်လုပ်ပေးတယ်လို့ထင်ပါလိမ့်ပွဲစားမှာသူတို့ကခွင့်ရေးကောင်းနှစ်ချိန်ရောက်ရှိခဲ့ပြီးသူတို့သားအ í ထဲကတကောသွင်းနိုင်ခဲ့ရင်ဒီပွဲကခြားနာသွားနိုင်ပါလိမ့်ဂျပန်သင်းက16မိနစ်ဥဆောင်နေပြီး7မိနစ်ဒုတိယနေရာမှာဩစတြေးလျကတော့ဆော်ရီယာလီဘီယကိုတမန်အင်ဒိုနီးရှားဘာရိန်းနဲ့တရုတ်တို့ကို၄မှတ်ဖြတ်တောက်ထားတာလည်းပဲဖြစ်ပါလိမ့်။ဒိုင်ဆုံ2သင်းကမြောက်အမေရိကကိုတရက်ဝင်ခွင့်ရရှိမှာဖြစ်ပြီးအားကြောင်းစု3ခုမှာတတိယနဲ့စတော့တာနေရာရတဲ့သင်းတွေကတော့နောက်ထပ်ခြေစစ်ပွဲအဆင့်ကိုတွားရမှာလည်းပဲဖြစ်ပါလိမ့်။ ရွေရသည်မှာမာဇီကနေကန်ထုတ်လာရနိုင်ကြောင်း3ပေးချင်းခံလဲရတဲ့ Amazing Green ဟု Amazing Green ကစူးစမ်းထုတ်မှုနယ်ပါမှုနဲ့ဒူနွေရသည်မှာမာဇီကနေကန်ထုတ်ချင်းခံရနာနိုင်ကြောင်းသတင်းတွေထွက်ပေါ်လျက်ရှိနေပါသည်အဒရစာဒုံးရဲ့ Amazing Green ဟာမာဇင်ဇာမဘွားအစတာထွက်ကောင်းခဲ့ပေမလဲအခုလောက်အစောပိုင်းတော့ကသူ့ရဲ့အပြုတ်အမူနဲ့ပတ်သက်ပြီးနီးပြောင်ရောဘတ်တို့ဒီဇာဘီရဲ့မေကွန်းထုတ်ခြင်းခံခဲ့ရတာဖြစ်ပါလိမ့် နွေရာသီမှာယူရတဲ့အသင်းကနေပြောင်းရွှေ့လာတဲ့ Mason Greenwood ဟာမာဆေးမှာပုံမှန်ဘက်ထခွင့်ရရှိလာခဲ့ပေမဲ့ Lance PSD ရဲ့အသင်းတို့နဲ့ပွဲစဉ်မှာနောက်ဆုံးပွဲစဉ်တွေမှာရန်ကုန်မှာသာထိုင်နေခဲ့ရတာလည်းဖြစ်ပါလိမ့်လေဗာရောဘတ်တိုဒီဇာဘီကတော့ Greenwood အနေနဲ့အချိန်ရပြောင်းလဲဖြစ်လာမယ်ဆိုရင်ကိုယ်တိုင်ပြောင်းလဲဖို့လိုအပ်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် သူ့ကိုကျွန်တော်တော့ဘယ်သူမှမလေးစားပါဘူး။ဒါပေမဲ့သူ့စီကကျွန်တော်တို့အများကြီးမျောလင်းထားတော့ဘာမှမပြောင်းလဲပါဘူး။သူ့ဘက်ကပိုးပြီးလှုပ်ပြဖို့လိုလိုပါလိမ့်မယ်။ဘောက်လက်ဆိုတော့သူအခုလှုပ်ပြနေရတွေကမလုံလောက်ပါဘူး။ချန်ပီယံဖြစ်ခြင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုရင်စရိုက်အကောင်းဆုံးလှုပ်ပြလို့ရပါလိမ့်မယ်။ပိုးပြီးတော့လည်းလှုပ်ပြရပါလိမ့်မယ်။ပိုးပြီးတော့ပေးဆက်ရပါမယ်။စုံမြတ်ချက်ပြတ်သားရပါမယ်လို့ဖွင့်ရပြောဆိုခဲ့ရလည်းပဲဖြစ်ပါလိမ့်။ မဲဆိုင်ဂရင်းကလူကူမပရမရာဒီမှာဆန်ကောက်ကိုသွင်းပြီးဒုတိယကိုသွင်းပြင်းဖြစ်ရက်တီနေတာလည်းပဲဖြစ်ပါလိမ့်ပြင်းတဲ့သတင်းဌာနဖြစ်တဲ့ IMC ကတော့မဲဆိုင်ဂရင်းအနေနဲ့လက်ရှိအခြေအနေတန်းဆက်သွားမယ်ဆိုရင်ညရာဒီမှာမောင်စီကနေကန်ထုတ်လာရဖို့တေးချာနေအောင်ဖော်ပြသွားပါလိမ့်အထက်ပြင်းမောင်စင်းပြရော်ဘတ်ဒီဇာဘီကမေဆင်ဂရင်းရဲ့စူးစမ်းထုတ်မှုနယ်ပါတာတွေကလပ်တွင်းရဲ့ပြုမှုနေထိုင်မှုတွေကိုစိတ်ပြက်နေကြတာလည်းပဲဖြစ်ပါလိမ့်မေဆင်ဂရင်းကမောင်စင်းအသင်းကိုမပြောင်းမီဘာစီလိုနာ PSG ဂျူပနာအသင်းတွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရသူလည်းပဲဖြစ်ပါလိမ့် ကျေးဇူးတင်ပါတယ်ပရိသတ်များလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ